နှစ်အနေနဲ့ကတော့ရေကူးမျက်မှန်လိုမျိုးရေငွေ့လုံနဲ့မျက်မှန်တက်ပြီးမျက်ရည်ကျတာတက်တာစေနိုင်ပါတယ်။နှစ်ကတော့ရေစွတ်ထားတဲ့အဝတ်ဒါမှမဟုတ်ပဝါကိုဘေးမှာထားပြီးပြီးရင်လည်းတက်တာစေနိုင်ပါတယ်။ပန်ငါကိုကိုယ်ရှိမှထားပြီးလီးတာကလည်းစင်ပြေပါတယ်အခုခေတ်လိုပန်ငါမျိုးစုံပေါ်နေရောပိုပြီးစင်ပြေနိုင်ပါတယ်လေးရတော့ကိုဘေးမှာစားလေးပုံထားရင်လည်းမြည်ရကြတော့တတ်တာစေနိုင်ပါတယ်နံပါတ်5ကတော့ ကိုသုံးမဲ့ဓာတ်ကိုတေချာထက်ထက်လေးတွေးထားတာလည်းမြင်ကြတာကိုသက်သာစေနိုင်ပါတယ်။နောက်ဆုံးနံပါတ်6နီးလေးကတော့ကိုသုံးမဲ့စက်တုံလေးကိုရေခဲတက်တာထဲမှာ10မိနစ်15မိနစ်လောက်ထည့်ပြီးမှပြီးတာကလည်းမြင်ကြတာကိုသက်သာစေနိုင်ပါတယ်ရှင်။ကဲအိမ်နီးတန်းလေးအတိုင်းလုပ်ကြည့်မယ်ဆိုရင်တော့စက်တုံလေးရဲ့အခါမြင်ကြเสียမလို့တော့ဘောနော်။